ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါစက်ကောင်စီအရှိုက်ကိုထိုးနိုင်တယ်မကွေးတိုင်းစစ်မျက်နှာဆိုပြီးတော့ခေါင်းစဉ်ကြီးကြီးတက်ပြီးစကလုံးကြီးကြီးနဲ့လေကြီးနေတယ်စကကြီးစကကြက်ကြီးပြောနေတော့အော်မကွေးစစ်မျက်နှာမှာဘာများဖြစ်နေလဲမကွေးတိုင်းထဲမှာတက်မတော်ဘက်ကဘလို့ချိန်နေရှိလဲလို့စုံစမ်းကြည့်လိုက်တဲ့အခါ ရေတချိုမြို့နယ်ရေလေကျောင်းမှာဆိုလို့ရှိရင်လည်းတက်မတော်ကနေပြီးတော့နေ့စဉ်ရက်စဲအမြေပြင်မှာဆက်ကြောင်းထိုးလျက်ရှိတယ်။နောက်ကျွန်တော်တို့ဆလင်းစေပြူကျောင်းဆလင်းစေပြူကျောင်းမှာဆိုလို့ရှိရင်လည်းအခုတော့လာပါပထမပတ်တဲကနေပြီးတော့ဒီနေ့ထီပေါ့နော်နေ့စဉ်ရက်စဲအမြေပြင်ဆက်ကြောင်းထိုးပြီးတော့အချမ်းဖတ်မှန်သမျှကိုတက်မတော်ကနေပြီးတော့မြေလန်ရှာပြီးနှိမ့်နှင်းလျက်ရှိတယ်။နော်ဒါအပြင် မြိုင်တို့ပေါက်တို့မှာဆိုလို့ရှိရင်လည်းပဲပြီးဖက်မီယာ RFA ကိုတိုင်းကဝန်ခံရေးသားထားတယ်မြိုင်နဲ့ပေါက်မှာတဲ့ဒေတာခံတွေဝန်ကိုချင်းတူးထားရပါတယ်တဲ့စစ်တပ်ရဲ့လေချောင်းရံကိုရောက်လို့တဲ့ရှင်းမှာဆိုလို့ရှိရင်စကိုင်းမှာဆိုလည်းဒီလိုမျိုးအနေထားတွေရှိတယ်မကွေးမှာဆိုလို့ရှိရင်လည်းပဲအခုလိုမျိုးစစ်တန်ကြောင့်ခပြေတိုင်းဆောင်ရပါတယ်ပြီးဖက်မီယာတွေမှာဆိုလို့ရှိရင်ဟာစစ်ကောင်စီကရေလေကျုံးမှာစစ်ကြောင်းထိုးပြီးမီးရှို့နေလို့လူတွေဘလို့ထွက်ပြေးနေရပါတယ်ဆိုပြီးတော့ဒေသကျိုးနဲ့မြန်ရတဲ့တဲ့င်းကိုအ ਨੇ စုံ ကျွန်မအမှတ်မမှားဘူးဆိုရင်10ရက်ဆက်တိုက်သူတို့နေ့စဉ်နဲ့မျှဘန်းလူတွေးနေကြတယ်။ဟာဆိုတော့ကဆိုတော့ကဒီလောက်ထိမီးဖုတ်ခံနေရအကင်ခံနေရဗရက်တွေအကင်ခံနေရအကြော်ခံနေရတာတောင်မှသူတို့ကိုသူတို့စစ်ကောင်စီရဲ့အရှိုက်ကိုထိုးနိုင်တယ်မကွေးတိုင်းစစ်မျက်နှာလို့လေကြီးလေကျယ်ပြောတဲ့အတွက်ဘုံခိုခြင်းမှတောက်ခေါက်တန်းလို့ပဲကျွန်မကခေါင်းစိတ်လှပါလေးပြေးလိုက်ပါလေရှင်ဆိုတော့ကျွန်မဒီနေ့ကျွန်မရဲ့တော်ရှုပ်ကိုဘုံခိုခြင်းမှတောက်ခေါက်တန်းလို့အမည်ပေးထားပါတယ် တလက်စာရေမြောင်းเนาะဟောအာအီရှီရှယ်မြောင်းရောင်းမြောင်းမြောင်းဆိုလို့ရှိရင်လည်းပဲမြောင်းတည်တဲ့နဲ့ပတ်သက်လို့အာ20ရက်နေ့ကပြည်ဖက်မီဒီယာတစ်ခုမှာနှွေဦးတော်လည်းတည်င်းမြောင်းကိုရေးသားဖော်ပြနေပါတယ်ဆိုတဲ့တန်လွင်မြန်မာတည်င်းဌာနမှာဗာပြောလဲဆိုတော့မြောင်းမှာတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုသူတို့ဂျားဖြတ်တိုက်ခိုက်လိုက်ပါတယ်တော်လိုင်းတပ်ဖွဲ့တွေပေါ့နော်ဒါကြောင့်မို့စက်ကောင်ကြီးတပ်သား10ယောက်ကျော်သေးပြီးဗန်2ယောက်ကိုသူတို့အရှင်ဖမ်းမိပါတယ်ဆိုပြီးအောင်ပွဲခံကြတယ် သူတို့အောင်ပွဲခံနေအောင်ပွဲတည်ရင်နောက်ထပ်တနားကြီးပဲချလိုက်တယ်နောက်ထပ်တော့ MFB တည်င်းဌာနတို့မြေလက်အတန်းဆိုတဲ့ဒီအကြမ်းဖက်အားပေးတည်င်းဌာနတွေကတနားကြီးပဲချတယ်ချက်ချင်းလက်ငင်မြောင်မှာစစ်တပ်ကစစ်တပ်လေကြီးနဲ့စစ်ထက်လေထီးတွေနဲ့ဘုံကျဲနေတဲ့အတွက်အရက်သားပြည်သူတွေသေဆုံးသွားပါတယ်မြောင်မှာစစ်တပ်ကလေရင်ကိုအနိုင်ပြန်ဝဲပြီးတော့ပြစ်မှတ်တွေအတိအကျစွာဘုံကျဲသွားတဲ့အတွက်အမျိုးသမီးတွေသေဆုံးသွားပါတယ် ဆိုပြီးတော့ချက်ချင်းလက်ငယ်ကိုဖြောင်းလိန်တောင်စားပန်းတူတွေးကြတယ်။ဒါကြောင့်မို့လဲကျွန်မကတို့ကိုဘုံခိုခြင်းမှာတောက်ခေါက်တန်းလို့နာမည်ပေးရခြင်းဖြစ်ပါတယ်။တလက်စာလေးကောတူးလေနိုင်ငံတော်တိချောင်းမဲတို့ဖလောင်တောင်ဝေးအပေပေါ့ရနေမြေမှန်သမျှကောတူးလေနိုင်ငံတော်ပါခမရဆိုတဲ့ကောတူးလေနိုင်ငံတော်ယူယူနေတဲ့ကရင်တဘုံအကြံဖက်တွေကိုတမတော်ကနေပြီးတော့နှိမ်နှင်းချိန်မောင်းလည်းရှိပါရဲ့ဆိုတော့ကဒီကရင်တဘုံနေနဲ့နော်ဗမာဗဒက်တွေပေါင်းထားတဲ့ဗဒက်တာလဘောဟင်း ဗရက်တာလဘုံဟင်းကိုကျွန်တော်တို့တင်းနေလာရီတိုင်းတင်းနေလာရီမြို့နယ်မှာနေ့စဉ်နဲ့မြထီထွေတဲ့ဘွဲတွေဖြစ်ွားလျက်ရှိတယ်တက်မတော်ကနေပြီးတော့တင်းနေလာရီတိုင်းနဲ့မှာနေ့စဉ်နဲ့မြမြေပြင်စစ်တောင်းထိုးပြီးတော့တင်းနေလာရီတိုင်းမှာအခြေဆိုင်နေတဲ့ကရင်သဘုံကျန်းဖက်ဗမာ PD ရဲ့တဝဲစစ်တောင်းဘာတူစစ်တောင်းဆိုပြီးတော့เนาะ ရှေးဟောင်းနှစ်နှစ်ထောင်ကျော်ရင်ကျဲမှုရှိတဲ့ရှေးဟောင်းတာကရမျိုးဟောင်းကိုအကွက်ရိုက်ပြီးရောင်းစားနေကြတဲ့အကြောင်းဖတ်သမားတွေကိုတက်မော်ကမြေလမ်းပြီးချိန်မုံလေးရှိပါတယ်။ဆိုတော့အဲ့ဒီသတင်းနဲ့ပတ်သက်လို့ကျွန်မဖတ်ပြမယ်။တင်းလာကြီးမြို့နယ်ချောင်းလမှုရွာကိုတက်မော်ကနေပြီးတော့နှစ်ရက်ဆက်တိုက်ပထမဆုံးဒီနယ်မြေတွေကိုမြေပြင်ကနေစစ်ကြောင်းထိုးစစ်ကြောင်းထိုးရဲ့နေမရှင်းနေပြီးတဲ့အခါမှာတက်မော်ကလေးချောင်းကနေပြီးနှစ်ရက်ဆက်တိုက်ဘုံကျဲချင်းလေးလေးရှိတယ်။ဒါကြောင့်မို့လို့တင်းလာကြီးမြို့နယ်ချောင်းလမှုရွာမှာကရင် ဗမာကရင်တပုံနဲ့ကောတူးလီဆိုတဲ့ကောတူးလီဖွဲ့ဆိုတဲ့ကရင်တပုံအကြပ်ဖွဲ့တွေနဲ့ PDF ဆိုတဲ့ဗမာဗတ်တက်တွေပေါင်းပြီးတော့ဗတ်တက်တာလဘောဟင်းချိုချိုမြေမြေရေးစားရပါတယ်ကရင်ပြီးတော့ချင်းချင်းမီနဲ့ဖလဲမျိုးကိုလေစက်ကောင်စီကဘုံအမိုးရွာနေပါတယ်ဆိုပြီးပြည့်ဖက်မိတာရင်းမှာမျက်ရည်ကန်ထိုးပြီးငိုကြွေးနေကြတယ်เนาะချင်းမီနဲ့ဖလဲမျိုးကို အာဒီတောင်ပေါ်မှာရှိတဲ့စစ်တပ်စခန်းကလွဲလို့ချင်းမီနဲ့ဖလန်းမျိုးတစ်မျိုးလုံးကိုကျွန်တော်တို့တော်လိုင်းရဲတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ပြောပြီးတော့အခုချိန်မှာချင်းမီနဲ့ဖလန်းမျိုးကိုစစ်တပ်ကပုံမှုရွာနေပါတယ်ဆိုပြီးမျက်ရည်ကန်ထိုးနေတာအမှန်တကယ်တော့ကျမဒီအရင်တည်းကပြောတယ်ဖလန်းနဲ့တောင်ခန့်တီဖလန်းတီလည်းပဲဂျာဖတ်သမားကြီးရဲ့သူတို့ရဲ့နောက်ဆုံးဘဝနေဝင်ချေသူတို့ရဲ့မြေပါတဲ့နေရာသူတို့မြေပါတဲ့တင်ညာဖြစ်လိမ့်မယ်တောင်ခန့်တီလည်းပဲဘလောင်ဗဒတ်တီပလောင်နေနဲ့ဗဒတ်တီသူတို့ရဲ့နောက်ဆုံးတင်ညာဖြစ်လိမ့်မယ် အန်ဖလန်းတောင်ခမ်းကျွန်မတို့နောက်ထပ်စောင့်ကြည့်ရမှာအန်တစ်ခုပဲရှိနေမှာဖလန်းနဲ့တောင်ခမ်းကဒီလိုအစီအချင်းတွေရှိပါတယ်ဆိုတာကျွန်မအရင်ထဲကသုံးသပ်ထားတယ်အမှန်တကယ်တော့အဲ့ဒီဖလန်းပြည်နယ်တိုက်ချင်းပြည်နယ်ဖလန်းမျိုးတိုက်ပွဲမှာချင်းတဘုံအကျန်းဖက်ဒုတမဟာမူကြီး ဒုတမဟာအမင်းကြီးခရစ်တော်မှာအိပ်ပျော်သွားတာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းပဲခရစ်တော်မှာဒုတမဟာမူကြီးခရစ်တော်မှာအိပ်ပျော်သွားတဲ့အတွက်စစ်တပ်ကဖလန်းကိုနှိမ့်ရှင်တဲ့အမျှဘုံမိုးရွာနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်မီဒီယာတွေမှာငိုကြွေးနေကြတယ်။တခါကချင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းဒီလိုပဲကချင်ပြည်နယ်ဗမော်ကို KIA ကတိုက်ခိုက်သိမ်းမလိုက်ပါပြီဆိုပြီးတော့ online တိုက်ပွဲတွေမှာသူတို့ဗမော်မျိုးကိုသိမ်းခဲ့တာ2024စက်တလပိုင်းနေလာသူတို့သိမ်းခဲ့တာ။ အခု2025သုံးလပိုင်းရောက်တဲ့အထိဗမော်မှာကချင်နေတေးချင်းစိုးနဲ့ပေနေတဲ့အတွက် KIA တွေတေးချင်းစိုးနဲ့ပေပြီးတော့သူတို့ဒီပထမဆုံးကဗမော်လေကြိတ်ကိုသူတို့လေရင်ကွင်းကိုသူတို့တိုင်းနေပြောပြီးတော့ဒီနေ့ဒီချိန်မှာတင်ကြိုင်ကုန်းတွေအလောင်းတွေအလောင်းတွေထက်လာတဲ့အခါကျတော့ဗာပြောလေဒီဖက်မီတာထဲမှာပြောတယ်ဗမော်မှာတဲ့အစခက21ရဲ့နေရာတချို့ကိုတဲ့သူတို့ KIA ကတိမ့်စီးထားနိုင်ကြောင်းအတိမပြုတ်နိုင်တဲ့တည်င်းတွေထွက်ပေါ်နေပါတယ်ဆိုပြီးတော့ DBB မှာကြေညာသွားတယ် ပြန်ပြန်ဖက်ပြမယ်ဒီဌာနတော့နော်ဗမော စခက21ရဲ့နေရာတချို့အဲ့ဒီနေရာတချို့ကို KIA ကတိမ့်နိုင်ကြအောင်အတီမပြုတ်နိုင်တဲ့တည်င်းတွေထွက်ပေါ်နေပါတယ်အတီမပြုတ်နိုင်ဘူးဆိုရင်ဒါဟာကောလာဟာလာပဲထပ်ပြီးပြောမယ်အတီမပြုတ်နိုင်ဘူးဆိုရင်ဒါဟာကောလာဟာလာပဲ ဆက်ကက20တေတခုလုံးမဟုတ်ဘူးဆက်ကက20တေရဲ့တစိတ်တေတာကိုသူတို့တိမ့်နိုင်နေဆိုတာတောင်းမှအတီမပြုတ်နိုင်နဲ့ကောလာဟာလာဒါဟာဘာဝင်ပြလဲဆိုရင်ဘူးမတည်ဘာမတည်တဲ့2020နဲ့41လပိုင်းတည်းကအွန်လိုင်းတိုက်ပွဲမှာသူတို့ဟာဗမောကိုတိမ့်လိုက်ပြီလို့ပြောပြီးဖြစ်တဲ့အတွက်เนาะကျန်းကျွန်နှုတ်ရစကားကျွန်နှုတ်မရဆိုတဲ့အတိုင်းသူတို့ရဲ့ဝါဒမှိုင်းတွေကအတိုက်လွန်သွားတာဖြစ်တဲ့အတွက်သူတို့ကိုယ်ကပြန်ပြီးတော့ချော့ပြီးတော့အခုလိုမျိုးအတေမပြုတ်နိုင်တဲ့ကောလာဟာလာတွေကို မီဒီယာအမိခံပြီးတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေမှာနေတဲ့အမိခံပြီးကလိန်ကကြစ်ပြောနေကြတာဖြစ်တယ်။ဆိုတော့ကချင်းပြည်နယ်ဖလန်းမှာလည်းတမရကအောင်ပွဲတွေဆင်အလီလီဆုတ်ခုနေတယ်လို့ကချင်းပြည်နယ်ပုံပေါ်မှာလည်းတမရကအောင်ပွဲတွေဆုတ်ခုနေတယ်။နောက်ဆုံးကြားပြည်နယ် ပြားပြည်နယ်မှာဆိုလို့ရှိရင်လည်းဒီလိုပဲခင်ရပြည်နယ်ဓာကာလာအုပ်ချုပ်ရေးကောင်စီ IEC အဲသူတို့ကိုသူတို့တော်လှန်ရေးအစိုးရခင်ရပြည်နယ်ဓာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကခင်ရပြည်နယ်လုံးရဲ့60ရာခိုင်နှုန်းကိုထိန်းချုပ်ထားပါပြီဆိုပြီးတော့အဲ့ဒီခင်ရပြည်နယ်မှာအခြေကျနေတဲ့ဘိုးပြုတ်ကြကူနေနေမျိုးစဉ်ပြောခဲ့တာက2025ဟာအဲသူတို့တော်လှန်ရေးနိုင်မယ်နေလို့ပြောခဲ့တယ်အခုကျတော့ခင်ရပြည်နယ်ဒီမော့ဆိုမှာရှိတဲ့ စစ်ရှောင်းစပေးဒုက္ခတဲ့တွေကိုဗန်းပြပြီးတော့ဒီစပေးဒုက္ခတဲ့တွေနဲ့ရောနောနေထိုင်ပြီးတော့စပေးဒုက္ခတဲ့တွေကိုလူသားတိုင်းလုံနေတဲ့ကရာတဘောအကြဖတ်အဖွဲတွေကိုတက်မလို့ကနေပြီးတော့ထီရောက်စွာချိန်မုံနိုင်ခဲ့ပါတယ်။ကရာပြည်နယ်ဒီမောဆိုမြို့နယ်မှာစပေးဒုက္ခတဲ့တွေကိုလူသားတိုင်းလုံနေတဲ့ကရာတဘောအကြဖတ်အဖွဲမာလကီရောက်သွားပြီဖြစ်ပါတယ်။အားတင်နေပါဦး။ စကိုင်းထီလင်းထီလင်းမြို့မှာလည်းစစ်ကောင်စီတပ်ကဖုံးကျဲတဲ့အတွက်အရက်သား၄ဦးသေဆုံးပြီး28ဦးထိခိုက်ဒဏ်ရာရပါတယ်။နော်အခုတော့စစ်ပေးအထီလင်းမျိုးနယ်ကစစ်ပေးဒုက္ခတွေပြည်သူ1800ခန့်ဟာဆေးဝါးတွေပြက်လက်ပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ နော်ချက်ချင်းလက်ငယ်သူတို့တွေထမင်းရင်ငန်းနေပါတယ်စေဝါးတွေပြတ်လက်နေပါတယ်ဒုက္ခတွေရောက်နေပါတယ်အမှန်တကယ်လဲဒုက္ခရောက်လာတာပဲအမှန်တကယ်လဲထမင်းနေငတ်တယ်အမှန်တကယ်လဲတောက်ဆရာရေးတွေမရှိအမှန်တကယ်လဲစေဝါးတွေပြတ်လက်ပြီးဒုက္ခရောက်နေကြတာပဲဒါပေမဲ့တောင်မင်းကိုမြောက်မင်းမကန်နိုင်ဆိုသလိုပဲတောင်ဘက်ကဗရက်ကိုလည်းမြောက်ဘက်ကဗရက်ကမကန်နိုင်မြောက်ဘက်ကဗရက်ကိုလည်းတောင်ဘက်ကဗရက်ကမကန်နိုင်ဗဒက်ရှိတဲ့ရဗဒက်ရှိတမညနေမီမှန်တမညဒီစစ်ပွဲတွေဖြစ်နေတဲ့အတွက် ဗဒက်ကင်းစင်ပြုံးပျော်ရွှင်လို့ကျွန်မကပြောရခြင်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ခုကတော့ရွေးကောက်ပွဲကိုမရရတဲ့နီလန်းပေါင်းစုံနဲ့ဆန့်ကျင်တပိတ်မှောက်ကြပါဆိုပြီးတော့ပြည်ဖက်မီယာတွေမှာဝါဒပြန်ရေးသားနေမှုဖြစ်တယ်။ဆိုတော့ခင်ဗျားတို့လေရွေးကောက်ပွဲကိုတပိတ်မှောက်လीကျွန်မတို့ကကြိုက်လေပဲ။ထပ်ပြီးပြောရမယ်နော်။ရက်ဖြူဆိုင်လေးဆရာကြိုက်လေးဆိုတဲ့စကားတိုင်းနဲ့ခမားတို့ပြည့်ဖြက်တွေကရွေးကောက်ပွဲကိုတပိတ်မောက်လေးခမားတို့ကမဲမပေးလေးကျမတို့ကကြိုက်လေးပဲ။ ခမရတို့ကရွေးကောက်ပွဲကိုဆန့်ကျင်တယ်ခမရတို့ကရွေးကောက်ပွဲမဝင်ဘူးခမရတို့ကရွေးကောက်ပွဲမဲမပေးဘူးဆိုတော့ကျမတို့အားပေးတဲ့လူကျမတို့ထောက်ခံတဲ့လူတွေဒါကျမတို့မြင်ချင်တဲ့နိုင်ငံရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်ဆောင်ရွက်နိုင်နေမယ်။နော်ဆိုတော့ကအဲဒီနေရာမှာဒီရွေးကောက်ပွဲလို့ပြောလိုက်တာနဲ့ကျမရရင်သဘောကျတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ UEC UEC ကပြီးခဲ့တဲ့2020နှစ်နှစ်တည်းကသူတို့အစအကြေညာချက်ထုတ်ခဲ့တာပေါ့နော်2020နှစ်တည်းကထုတ်ခဲ့တာအဲ့ဒါပါလဲဆိုရင် ပါတီတွေကိုယ်စလဲလောင်းနေရဲ့ပိုင်ဆိုင်မှုကိုကန့်တတ်မထားပါဘူးဖြင့်အရင်အချင်းတွေကိုသာကန့်တတ်ထားပါတယ်ဒီစကားလေးကျွန်မသိကြိုက်တယ်ပိုင်ဆိုင်မှုတွေကိုကန့်တတ်မထားပါဘူးအရင်ချင်းတွေကိုသာကန့်တတ်ထားတယ်အရင်ချင်းတွေကန့်တတ်ဖို့လိုတယ်အရင်ချင်းတွေမကန့်တတ်ဘူးဆိုလို့ရှိရင်အုတ်ရော်ရော်၆ရော်ရော်တွေကျွန်မတို့တိုင်းပြည်တဲ့လွတ်တော်တဲမှာ အရှက်မရှိတရက်စီညနေပြောင်တိုက်ပြီးတော့နော်နိုင်ငံရေးကိုလည်းနားမလဲအတိုင်းပညာလည်းမတက်အတွေ့အကြုံလည်းမရှိတိုင်းပြည်နဲ့လူတို့ပေါ်လဲစေတနာမစစ်မှန်ပဲနဲ့လက်ညှိုးတောင်ကောင်းနေပြီတွတ်တော်ထဲမှာရိုးရိုးရှောင်ရှောင်လာလိမ့်မယ်အဲ့ဒီလိုမျိုးရောရောင်ပြီးပါလာခဲ့ရင်လည်းဖြုတ်နိုင်ထုတ်နိုင်တဲ့ right to recall ဆိုတဲ့အပြန်လဲထိန်းချောင်းချင်းဥပဒေတရေကျွန်တော်တို့မှာလိုအပ်တယ်နော်ဆိုတော့ဒီကျွန်တော်တို့ဟိုဒီအင်အားကြီးပါတီကြီးတို့ခုပေါ့နော်ပြည်ခိုင်ပြိုးပါတီမှာဆိုလို့ရှိရင်အဲဒီပြည်ခိုင်ပြိုးပါတီကြီးဥက္ကဋ္ဌပြောဆိုမှုလေးရှိတယ်သူတို့ပါတီမှာရဲ့ မြို့နယ်ဆင့် EC ရွေးတာတော့မှပညာရေးချင်းအနိုင်ဆုံးပညာရေးချင်း၁၀တန်းအောင်မီတာလူပေါ်မှာရွေးချယ်တာအားဟာကောင်းတယ်ကျွန်မကြိုက်တယ်ဒါမျိုးကိုအားပေးတယ်တခြားသောနိုင်ငံပါတီတွေအနေနဲ့ကလည်းပဲပိုင်ဆိုင်မှုတွေကိုကန့်သက်ရုံတည်းမဟုတ်ပဲအရေးချင်းတွေကိုကန့်သက်ရမယ်ပါတီတစ်ပါးစီစီးစီကပါတီတစ်ခုချင်းစီကအရေးချင်းပြည်ဝမှာပါတီဆောင်ဒီမိုကရေစီဆိုတဲ့အစိုးရကလည်းအရေးချင်းပြည်ဝတဲ့အစိုးရတည်းရဖြစ်နေမယ် ပါတီတပါကြီးရင်းစီကအရင်ချင်းမပြေဝပဲနဲ့အားနဲ့ချက်တည်ရှိနေမယ်ဆိုရင်လည်းတက်လာရဲဆိုရတာအားနဲ့အောင်ပါပဲဒါကြောင့်မလို့ဘယ်လိုပါတီတွေဘယ်လိုကိုယ်တိုင်လောင်းနေပဲရွေးကောက်ပွဲကိုဝင်ရောက်ပြိုင်နေပါစီကျမတို့ကဘယ်လိုအခြေအနေတွေကြုံလာမဆိုဘယ်လိုအခြေအနေမျိုးမှမဆိုကျမတို့ရွေးချယ်မှုလုပ်ရမယ်ဆိုရင်ကျမတို့က state နဲ့ government ခွဲခွဲပြားပြားတည်ဖို့လိုတယ်ကျမတို့က state ကိုရွေးချယ်ရမယ် state ကိုဦးစားပေးရမယ်ဦးထိပ်ထားရမယ် government ကိုကြည့်ရမှာမဟုတ်ဘူးကျမတို့ကနိုင်ငံဘော်ကိုတည်ဆောက်ရှိရမှာအစိုးရဘော်ကိုတည်ဆောက်ရှိရမှာမဟုတ်ပါဘူး နိုင်ငံဘော်ကိုတစ္ဆာရှိရမှာဖြစ်ပါရဲ့အစိုးရဘော်ကိုတစ္ဆာရှိရမှာမဟုတ်ပါဘူးဒါအပြင်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတိုင်းပါတီတိုင်းကိုယ်စားလှယ်တိုင်းကိုယ်စားလှယ်တိုင်းဟာစစ်ဖက်အရဖတ်ဆက်ဆံရေးကိုကောင်းမွန်စွာတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်စစ်ဖက်အရဖတ်ဆက်ဆံရေးကိုခိုင်မာအောင်အဆင်ပြေအောင်တည်ဆောက်နိုင်မှသာလျှင်ကျမတို့နိုင်ငံကယခုလက်ရှိအကြက်တဲကနေရုံးထွက်ပြီးတော့အောင်မြင်တဲ့เนาะအေဂျင့်တည်နေတဲ့နိုင်ငံတော်တည် မြန်မာနိုင်ငံတော်တစ်စီကိုကျမတို့အနာဂတ်နိုင်ငံတစ်ခုစီကိုချီတက်နိုင်လာပါလိမ့်မယ်။ဒါကြောင့်မလို့စစ်ဖက်ရဖာဆက်ဆံရေးကိုအောင်မြင်စွာ ခိုင်မြဲစွာတည်ဆောက်နိုင်ဖို့ကျမမျှော်လင့်ပါတယ်။စစ်ဖက်ရဖာဆက်ဆံရေးဆိုတာကလူပိန်းနေနေပေါ်နေပိတ်တွေတွေ့ထားသလိုစစ်တပ်နဲ့အရက်သားတွေကြားကဆက်ဆံရေးမဟုတ်ဖဲနဲ့လွတ်တော်ရဲမှာပါတဲ့25ရာခိုင်နှုန်းသောစစ်တပ်နဲ့ကျန်တဲ့85ရာခိုင်နှုန်းမှာပါတီတီတီကပါဝင်ဝင်ပြိုင်တဲ့အရက်သားတွေရဲ့ဂျားက တိဆောက်ရေးခိုင်မာမှုအပေးယူညီညာမှုကိုစစ်ဖက်ရပ်ဖက်ဆက်ဆံရေးလို့ခေါ်ပါတယ်ဒီရောက်ရကိုကျွန်မအရင်ကလည်းပြောခဲ့ပူပါရဲ့အခုလည်းထပ်ပြောတယ်ဘာကြောင့်လဲဆိုတော့တချို့နိုင်ငံရေးသမားဆိုတဲ့လူတွေကိုယ်တိုင်ကအဲ့ဒီစစ်ဖက်ရပ်ဖက်ဆက်ဆံရေးကိုစစ်တပ်နဲ့ရဲသားပြည်သူတွေကြားကဆက်ဆံရေးပါလို့လွဲမားစွာအတိတ်ပဲဖွင့်ဆိုနေကြတဲ့အတွက်ဖြစ်တယ် ဒါကြောင့်မို့လို့ရေကောက်ပဲဝင်ပြိုင်မဲ့ဘာဒီတိုင်းဒီကိုတလေတိုင်းဒီစစ်ဖက်ရက်ဖက်ဆက်ဆံရေးကိုအောင်မြင်စွာခိုင်မာစွာတည်ဆောက်နိုင်ပါစေလို့ကျွန်မပြောလင့်ပါတယ်။ရေကောက်ပွဲကိုတပိတ်မှောက်မဲ့ရေကောက်ပွဲကိုလုံးဝမပါဝင်ပါဘူးဆိုတဲ့ဒီဖက်အကြံဖက်တွေကတော့ခမားတို့ရဲ့ဘဝနေဝင်ခြင်းခမားတို့ရဲ့နေဝင်ခြင်းဟာထောင်နေနဲ့မြေကြီးတဲ့နှစ်ခုပဲရှိပါတယ်